မင်္ဂလာပါလို့ဥစွာအားလုံးကိုနှုတ်ခွန်းဆက်သလိုပါတယ်။ဒီနေ့ညမှာတော့ The Moon Channel က NDES ဆိုတဲ့သေရွာပြန်နေရဲ့အကြောင်းသူတည်တနာလှုပ်ထားတဲ့အကြောင်းအရာလေးကိုကျွန်တော်ကြည့်မိလိုက်ပါတယ်။လူတယောက်ကနှလုံးခုန်ရက်သွားပြီး3မိနစ်ဆိုအုံနောက်ကိုသွေးမရောက်တော့ဘူးနော်။ဒါဆိုရင်သေပြီလို့သတ်မှတ်တယ်။ဒါပေမဲ့ဒီနေ့ဆေးလောကက တိုးတက်လာတဲ့အခါမှာ နောက်ပိုင်းမှာပြန်ပြီးတော့မှအသက်ရှင်လာတဲ့သူတွေရှိတယ်ဆိုတော့လည်းသိရပါတယ်။ဒီတေဆုံးသွားတဲ့သူတွေကသူတို့ရဲ့တက်တည်ခံတာတော့ဗောနော်ခန္ဓာကိုယ်ရဲ့ပြင်ဘက်ကိုသူတို့ထွက်သွားခြင်းနောက်ဒီစေယုံရဲ့နော်မိမိအခန်းရဲ့ပြင်ပကအကြောင်းအရာတွေကို ပြောဆိုနိုင်ခြင်းလှိုင်ကောင်းတစ်ခုဆိုတဲ့အရာမျိုးကိုသူတို့ဖြတ်သန်းရပြီးတော့တစ်ဖက်မှာအလင်းရောင်ကို မြင်တွေ့ရခြင်းနောက်တစ်ချက်ကသူတို့ဒီလိုကြုံတွေ့ပြီးတဲ့သူတွေရဲ့ထူးခြားချက်ကတော့သူတို့ကလောကီထက်လောကုတ္တရာကိုဦးစားပေးသောသူတွေဖြစ်ပြောင်းလဲသွားကြတယ်ဆိုတာတွေ့ရတယ်ဗောနော်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကငယ်စဉ်ကပြည်ဥလင်သားပဲဗောနော်ဆိုတော့ပြည်ဥလင်ကိုပြန်တဲ့အခါမှာဒီမိတ်ဆွေတယောက်ကိုသွားရောက်တွေ့ဆုံဖြစ်တယ်သူကတော့ဘာဂါ့စ်ပေါ့ ော့ကျွန်တော်တစ်ဖက်အရင်ကနေဖြတ်လိုက်ရတယ်။သူခွဲစိတ်ခန်းဝင်တဲ့အခါမှာသူ့ရဲ့အတွေ့အကြုံတွေကစိတ်ဝင်စားဖို့ကောင်းပါတယ်။သူခွဲစိတ်ခန်းထဲမှာသူအသက်ရှူမွန်းကျလာတယ်။အသက်ရှူဖို့ကြိုးစားရင်းနဲ့နောက်ဆုံးသူမျက်လုံးပွင့်ထွက်သွားတယ်ပေါ့။ပွင့်ထွက်သွားတဲ့အခါမှာသူနာကျင်မှုဝေဒနာတွေဘာမှမခံစားရတော့ဘူး။ဒါပေမဲ့သူခန္ဓာကိုယ်ကတဖြည်းဖြည်းမြောက်တက်လာတယ်လို့သူခံစားရတယ်။ ဘေးရဆရာဆရာမတွေကိုဆွဲတယ်။နောက်ဆုံးသူထမြောက်လာတဲ့သူဘလောက်6လောက်နဲ့သူကရင်ကိုသူပြန်ချိန်တဲ့အထိသူလှုပ်ဆောင်ခဲ့တယ်။ဒါပေမဲ့မဟုတ်ဘူးဆိုတော့သူတိတော့သူငုံကြည့်လိုက်တဲ့ခါမှာသူခန္ဓာကလေးကနေသူထွက်သွားပြီဆိုတော့တိလိုက်ရတယ်။အဲ့ခါမှာသူချက်ချင်းသူ့နဲ့တူနေတဲ့မိခင်မုံဆိုးမကိုသတိရပြီးတော့စိတ်ယုံပြင်ပကိုသူဝိညာဉ်အလျင်နဲ့ပဲထွက်သွားတယ်။တစ်ဆက်ထဲမှာပဲခွဲကန်းအဝမှာစောင့်နေတဲ့သူ့ ဇနီးနဲ့အရွယ်မရောက်သေးတဲ့သမီး၃ယောက်ကိုသတိရပြန်လှည့်လာပြန်လှည့်လာတဲ့အခါမှာသူတို့ကြည်ပြီးတော့မှသူတေလို့မဖြစ်သေးဘူးဖရာကြီးအသက်ရှင်ခွင့်ပြန်ပေးပါလို့ပြောတဲ့အခါမှာသူခန္ဓာကိုယ်ထဲကိုသူပြန်ရောက်သွားတယ်အဲ့အခါမှာသူနာကျင်ခြင်းဝေဒနာနဲ့သူသတိလစ်သွားတယ်ပေါ့သတိရတဲ့အခါမှာတော့သူကဒီလူနာထားတဲ့အခန်းထဲကိုရောက်နေပါပြီပေါ့နော်အဲ့ဒီမှာတောင်ဝကြဆရာဆရာမတွေကိုမေးလိုက်တော့ဒီခွဲစိတ်ခန်းထဲမှာသူ နှလုံးရက်သွားသေးတယ်။တော်တော်လေးဆရာဝန်တွေစူးစမ်းရတယ်။အသက်ပြန်ရှူလာတယ်ဆိုတော့ကိုသူတီးလိုက်ရတယ်ပေါ့နော်။ဒီအကြောင်းအရာကိုကျွန်တော်ကိုယ်တိုင် သူနဲ့တွေ့ဆုံခဲ့တယ်လို့ယနေ့လည်းသူအသက်ရှိထင်ရှားရှိနေပါသေးတယ်ပေါ့နော်။ဒါကတော့ခန္ဓာကိုယ်ကနေသူ့ဝိညာဉ်ထွက်သွားခြင်းကြောင့်သူတက်တည်ခံခြင်းပေါ့။တော့ဒီလိုမျိုးတက်တည်ခံချက်တွေမြောင်များစွာရှိတယ်။ဒီနေ့ကဘာပေါ်မှာနာမည်ကြီး ီဧဝံဂေလိဆရာပေါ့နော်သခင်ရှုရဲ့ကဲ့တင်ခြင်းတရားပြောတဲ့ဆရာကြီးတယောက်ဆိုသူကဒီတက္ကသိုလ်ရဲ့ပေါမောက်ခါတယောက်ဖြစ်တဲ့ပညာတတ်ကြီးဖြစ်တယ်ဆိုဖရားဆိုတာဒီဉာဏ်ရည်နှိမ့်ပါတဲ့သူတွေသားကိုကိုွယ်တာလောကအသက်ရှင်တဲ့အခါမှာစိတ်ကိုကောင်းကောင်းထားမယ်ကောင်းကောင်းဝတ်မယ်ကောင်းကောင်းစားမယ်ကောင်းကောင်းတွေးခေါ်မယ်နော်ပြီးတဲ့အခါမှာလူကတည်ဆုံးပြီးတော့ကွယ်ပြောက်သွားမှာပဲပေါ့ဒီလိုနဲ့တနေ့တော့သူအစာရင်သွေးကြောမြင်ပေါက်တဲ့ယောဂကိုခံစားပြီးတော့မှာ ဆင်းရုံကလည်းမနိုင်တော့ဘူး။ तू မရတော့ဆိုသူ့ကိုယ် तू လည်းသိတယ်။အဲ့တော့သူ့ဇနီးကို तू လှမ်းပြောတယ်။အကြခင်ကတေးသွားမယ်။တေးပြီးငါပျောက်ွယ်သွားမှာပဲ။မစိုးရိမ်ပါနဲ့ဆိုပြီးတော့ तू ပြောတယ်။ဒါပေမဲ့ तू တကယ်တေးဆုံးသွားတဲ့အခါသူ့ခန္ဓာကိုယ်ကသူ့ဝိညာဉ်ထွက်သူ့ကိုယ် तू ပြန်မြင်နေရတယ်။အဲ့အချိန်မှာအမှောင်နဲ့ဆိုင်နဲ့ကြောက်မဲ့ဖွယ်ရကောင်းတဲ့ဒီဝိညာဉ်ဆိုးတွေက तू လာရောက်ပြီး तू ခေါ်မယ်ငါခေါ်မယ် तू ဆွဲမယ်ငါဆွဲမယ်နဲ့အလူရက် तू ကိုဆွဲခေါ်ကြရတော့အမောင်ဘက်ကိုပေါ့နော် ဲ့မှာသူအရန်ထိတ်လန့်သွားပြီးငငယ်တော့ငါသူစန်ဒီစကူးတက်ဖူးတယ်သူသခင်ယေရှုသတိရတယ်ယေရှုကဲပါဆိုပြီးသူအသက်ရှင်ကျင်သေးတယ်ဆိုပြီးသူတောင်းဆိုပြီးအော်ဟဲလိုက်တယ်အဲ့မှာအဝေးရနေအလင်းဆက်လေးကတဖြည်းဖြည်းနီးလာပြီးသူ့ကိုလွှမ်းခြုံသွားတယ်အဲ့မှာသူနှွေးထွေးသွားပြီးမှဒီအမောင်တွေလည်းကွယ်ပြောက်သွားပြီးသူအသက်ပြန်ရှင်လာဒီနေ့မှာတော့ဒီ YouTube မှာเนาะရှာကြည့်ပါဆရာ Hawk ဆိုပြီးတော့မှเนาะဒီ သူရဲ့တက်တည်ခံချက်နဲ့ဒီနေ့နာမည်ကြီးဆရာကြီးတစ်ပါးဖြစ်နေတယ်ပေါ့နော်သူကတစ်ချိန်လုံးကတော့ဖရာမက်တူဖြစ်ခဲ့တယ်ဒီလိုပဲဝိညာဉ်လောကဆိုတဲ့စာအုပ်လည်းဖတ်ဖူးပါတယ်ဝိညာဉ်ထွက်သွားတဲ့သူတွေအကြောင်းမြောက်များစွာရှိတယ်ကလေးမတယောက်ဒီဆုံးသွားတယ်ပြန်ရှင်လာတဲ့အခါကျတော့သူ့အမိပြောတယ်သူကောင်းကင်ဘုံရောက်သွားတယ်ဟိုမှာသူ့အမလာကြိုတယ်ဆိုတဲ့အကြောင်းကိုပြောပြတယ်အဲ့တော့သူမိပါတယ်အံ့ဩတယ်သူ့မှာသူ့အရှင်းမှာ ကလေးတယောက်ရှိခဲ့တယ်ဆိုတာဘယ်သူမှမသိနေဘူးသူကနေရာတည်ပြောင်းရွှေ့လာတယ်ဒါပေမဲ့ဟိုမှာသူ့အမကသူ့ကိုလာကြိုတယ်ဆိုတာเนาะအခုနကအဲသူ့တည်တနာပြုစစ်ချက်မှာသူတည်ဆုံးသွားတော့သူတွေကသွားနေသူတွေမိသားစုဝင်ကိုပြန်တွေ့ရတယ်ဆိုတော့တက်တည်ခံချက်လည်းပါတယ်ဗောနော်သူကတော့သူ့အမကိုသူပြန်တွေ့ရတယ်နောက်တစ်ယောက်ကျတော့ accident ဖြစ်ပြီးသူနှလုံးရပ်သွားတယ်ပြီးတော့မှသူပြန်အသက်ရှင်လာတယ်အသက်ရှင်လာတဲ့ခါမှာ သူအစင်းနံဖြစ်တဲ့နေရာမှာအရှိမဂုံကြောတရားညာဘက်မှာပန်းချံဘယ်ဘက်မှာတော့ရေကန်းကြီးအကုန်ပြောနိုင်တယ်။သူလူတွေအံ့ဩတယ်။အံ့ဩတဲ့အကြောင်းရင်းကသူကဝင်းရပါမျက်မမြင်တရားဖြစ်တယ်။သူဝိညာဉ်ထွက်သွားတဲ့အခါမှာသူဒီအကြောင်းအရာတွေကိုပြောနိုင်တယ်။ဆိုတော့တချို့ကြတော့လေသူကမျောနေတာမျောနေတဲ့အချိန်တွဲမှာသူ့အကိုသူ့အိမ်ကိုပြန်သွားပြီးမှအဲ့ဒီနေ့မှာအကိုကကားကိုဝိုင်းတုံးနေတဲ့အဖေကို ကပြက်လို့ဝိုင်းတွန်းပေးနေတာအစားပြောတယ်ဆိုတာအံ့ဩဖွယ်ရအကြောင်းအရာတွေတွေ့ရတယ်ပေါ့နော်ဒါကတော့အများကြီးပေါ့လေဆိုတော့ဒီအကြောင်းအရာထဲဒုတိယအနေနဲ့ကပေါ့နော်ကျွန်တော်တို့စာဆိုတစ်ခုရှိပါတယ်ဒီနေ့နဲ့မနဲ့ဖြန်မနဲ့ဖြန်နဲ့တက်မလို့ဘယ်နေ့အရင်ရောက်ပါလဲတဲ့ဆိုတော့လူတိုင်းကမစင်စားခြင်းဘူးမတွေးခေါ်ခြင်းဘူးအမင်္ဂလာလို့ခံယူရပေါ့နော်ဆိုတော့ပေခြင်းပေါ့ဆိုတော့ကျွန်တော်တို့ပေါ့ပေါ့လေးတွေးလို့ မရပါဘူး။ကျွန်တော်ပြည်ဦးလို့ပြန်သွားတဲ့အခါမှာကျွန်တော်တို့စုံနေကြလက်ဖက်ဆိုင်မငယ်တငယ်ချင်းတွေစုဆောင်ကြတယ်။အဲမှာအရာရှိတငယ်ချင်းတယောက်ကအလုပ်များတယ်။မနေ့ပြန်ကြရင်ဒီဆိုင်မှာနှစ်နာရီစုံပဲဆိုပြီးကျွန်တော်ချိန်လိုက်တယ်။ချိန်လိုက်ပြီးတော့မှနောက်ရက်အဲမှာပဲကျွန်တော်ပြန်ဆုံဖြစ်ကြတယ်။ပြန်ဆုံဖြစ်တာအခုနချိန်တဲ့တငယ်ချင်းကြောင့်ပဲ။သူ့နဲ့တော့မတွေ့ရတော့အဲညမှာသူကရုတ်တရက်ဒီဆုံသွားပြီးတော့မှ ီဘာသာရေးထုံးနှံစင်လာရသူကချက်ချင်းသွားရောက်ကြိုတဲ့အခါမှာသူအတုဘောက်ပို့ပြီးပြန်มาကျွန်တော်တို့ငယ်ငယ်ချင်းနေဒီလက်ဖိတ်ဆိုင်မှာထိုင်ဖြစ်ခြင်းဖြစ်တယ်ဆိုတာလည်းအမှန်ရစရာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအရာတွေကပော့ပော့လေးတွေးလို့မရပါဘူးအဲ့တော့ဝိညာဉ်ပဲကလာလေဖယားသခင်ဒီနာဝိညာဉ်ဖြစ်တယ်ဖယားကလူကိုသူ့နဲ့တဏ္ဍူဖန်ဆင်းတဲ့အတွက်လူကလည်းနာဝိညာဉ်ဖြစ်တယ်ခန္ဓာဝိညာဉ်ကျင်းဝေးရအခွန်ကြီးပဲဖြစ်တယ် လူအစစ်မှန်နံဝိညာဉ်ဖြစ်တယ်။သာဝရဖျားထံလာတဲ့အတွက်သာဝရတည်တယ်။ခန္ဓာတော့ဆိုမြေမှုန်းနဲ့ဖန်ဆင်းတယ်။နှာခေါင်းထဲသို့ဇီဝအသက်ဆိုတော့ဝိညာဉ်ကိုမှုန်သွင်းလိုက်တဲ့အခါမှာလူဟာအသက်ရှင်သောသတ္တဝါဖြစ်တယ်။ဖျားထံလာတဲ့အတွက်လူဟာဖျားကိုကိုယ်ွယ်လိုစိတ်ရှိခြင်းဖြစ်တယ်။တရိစ္ဆာန်ဒီမှာတော့နော်သူတို့ဝိညာဉ်မပါဘူးဆိုတာကျွန်တော်တို့စံစာထဲမှာတော့မတွေ့ရအောင်။ဒါတော့သူတို့ထမဲစားခံနေအစားတောက်စားခံနေနော်သူတို့ရှစ်ခိုးပြီးစားတယ်ဆိုတာမရှိသလို့ တော့သူတို့စုဆောင်ပြီးဖះအောင်ကိုးကွယ်တယ်ဆိုတော့လည်းတရိษံမှာမတွေ့အောင်လူတွေကတော့ကိုးကွယ်လိုစိတ်ရှိတယ်ဖះကိုလွမ်းတယ်ဖះအကြိုက်လို့လို့တယ်ဆိုတော့မွေးရပါဒီသဘောထားနောက်ဆုံးမဘာမှမကိုးကွယ်ဘူးလို့ပြောတဲ့လူတွေတော့မှာမိမိကိုကိုကိုးကွယ်တတ်ကြတယ်ဆိုတာတွေ့ရတယ်ဒါကတော့ကဘာဦးတင့်မှာတော့ကဲဖះကတရန်ကျူဖန်စီမှာဖះထံကလူကဖះထံကလာတယ်မစားရဆိုတော့အတီးကိုစားတယ်လူကဖះနဲ့တရန်တူတဲ့အတွက် တရားမဲ့နေလို့မရဘူးမဆားရဆိုတဲ့တရားတစ်ခုကိုတရိษံနဲ့မတူဘူးပေးထားဒါမဲ့လူကချိုးဖောက်တဲ့အခါမှာတန်ရှင်သောဘုရားနဲ့အဆက်ပြတ်ပြီးတော့မှစားသောနေ့မှာတေးရမယ်ဆိုတဲ့အတိုင်းဒီနေ့လူတိုင်းကဒီနေ့မရင်ဆိုင်ပြင်မဲ့လဲရင်ဆိုင်ရမှာပဲမိသားစု၅ဦးရှိ၅ယောက်ဘွဲရဖို့မသေးချပါဘူး။ငါအတူပါတော့သေချာ။ဆောဒီနေ့လူတိုင်းတေးရတေးပြီးရင်ပြီးမသွားပါဘူးပေါ့။ဆောကျွန်တော်တို့ဒီလူတွေကို နော်မြေမြုပ်တင်းကြိုတဲ့အခါမှာခန္ဓာမြေမြုပ်ကလာတဲ့အတွက်မြေကြီးတို့ပြန်သွားမည်ဖြစ်တော့လေဝိညာဉ်မူကအရင်ပြီးတော့မူတော့ဘုရားထံသို့ပြန်သွားရမယ်ဆိုပြီးတော့တမန်ကျမ်းစာတိုင်းရွတ်ဆိုပြီးတော့စီစဉ်တတ်ကြတယ်ဆိုတော့ဒီဝိညာဉ်ဘုရားနဲ့ပြန်အဆက်ရဖို့ရန်အတွက်ယေရှုခရစ်တော်ကိုကျွန်တော်တို့လက်ခံယုံကြည်ဖို့လိုတယ်လူဟာဆက်ကြအောင်လို့မကတန်နဲ့ကိုဝိညာဉ်တန်ဖို့ကိုလည်းဘယ်သူမှမပေးနိုင်ဘူးပြည့်ပြည့်ဖို့သမျှကောင်းမှုလည်းတန်ရှင်းတဲ့ဘုရားရှင်မှာဆံမမီဘူး ဘယ်လူသားများမိမိကိုယ်ကိုယုံကြဘာသာတရားစံကိုမိအောင်မကျင့်နိုင်နောက်ဆုံးပြောမလို့ကောင်းကင်ဘုံဆိုတာအပြစ်တစ်စက်အောင်ရှိလို့မရအောင်ဒါကြောင့်ဒီအမှုကဖရားပဲတတ်နိုင်တယ်ဖရားပဲလှုပ်ဆောင်ပေးနိုင်တယ်အဲ့တော့ဖရားကတေလို့မရတဲ့အတွက်လူသာတိခံတယ်ကျောင်းအပြစ်အတွက်အသေးခံတယ်ပြီးတဲ့ခါမှာရှင်ပြန်ထားမြောက်တယ်ပြီးကောင်းကားနိုင်တဲ့မှာအမှုပြီးပြီးကျောင်းတို့အမှုပိတ်လိုက်ပြီဒါကိုလက်ခံယုံကြည်ပါ အမှုပိတ်လိုက်ပြီဆိုတော့ကြွေးကြော်ခဲ့တယ် တချို့ကတော့အမှုပြန်ဖွင့်တယ်အမှုမပြီးသေးဘူးရင်ဆိုင်ပဲတချို့ကြလည်းကိုကျင့်မှကိုရတယ်ဆိုပြီးဒီအမှုကိုလက်မခံဒါကတော့ကိုရဲ့ရွေးချယ်တဲ့အပိုင်းပဲဖြစ်တယ်ဆိုတော့လူကဖျားထမ်းလာတယ်အဲ့တော့ကောင်းငင်ပုံဆိုတာတကယ်ရှိလားဒါအရေးကြီးတယ်ဆိုတော့ကမ္ဘာဩဇာအနောက်မှုဆုံးပုံကိုတွေထဲမှာတမန်တော်ရှင်ဘောလူကထိတ်တန်းပဲထိတ်ဆုံးမှာတော့မှသူ့ကိုထားခြင်းတယ်ဘာလို့လဲဆိုတော့ဒီနေ့ကမ္ဘာလူကြီးသုံးပုံတစ်ပုံကျော်တမန်တော်ရှင်ဘောလူရဲ့သာသနာပြုခြင်းကြောင့် ခရိယန်ဘာသာကြီးဖြစ်နေခြင်းဖြစ်တယ်ဒါပေမဲ့သခင်ယေရှုသာမပေါ်ထွန်းလာဘူးဆိုဒီဘာသာမပေါ်ထွန်းနိုင်ဒါကြောင့်သူ့ကိုအနောက်မှာထားလိုက်ရပါတယ်ဆိုပြီးတော့မှအဲပြောဆိုထားတာရှိတယ်ဟောရှင်ဘောလူဆိုသခင်ယေရှုကိုမမြင်ဘူးလိုက်ပါဘူးသခင်ယေရှုကောင်းကင်ဘုံတက်ကြွပြီးနောက်ပိုင်းသခင်ယေရှုရဲ့နောက်လိုက်ခရိယန်ဆိုတဲ့သူတွေကိုလိုက်လံညှဉ်းပန်းနှိပ်စက်တတ်ဖြတ်တဲ့ဘာသာရေးကောင်းဆောင်တယောက်ပဲဖြစ်တယ်ဂျူးဘာသာရေးကောင်းဆောင်ပါရီရှဲပညာတတ်အစင်မြင့်နောက်ပြီးရောမနိုင်ငံသားနော်တကယ်ကိုသူက လိုလေသေးမရှိပြည့်စုံသောခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ဒါပေမဲ့သူဓမ္မသက်ကိုခရိယန်တွေကိုဖမ်းဖို့အသွားမှာဒီကောင်းငင်ဘုံကယေရှုခရစ်တော်နဲ့တွေ့ဆုံပြီးတော့မှသူ့အသက်တာကပြောင်းလဲခဲ့ခြင်းဖြစ်တယ်ပေါ့နော်။နောက်နောက်ပိုင်းမှာသူကခရိယန်တွေကိုလိုက်လံညှဉ်းပန်းနှိပ်စက်ရနေပြီးတော့မှခရစ်တော်အတွက်နောက်ဆုံးအသက်ပေးပြီးတော့မှတက်တည်ခံခဲ့တော်သူဖြစ်တယ်တက်တည်ခံဆိုကိုယ့်အသက်ကိုပေးပြီးတော့မှတက်တည်ခံခဲ့တာအချိန်ချင်း ဖန်စီနှိမ့်ဆက်တယ်ထောင်ချတယ်နောက်ဆုံးသူ့ကိုအသက်တတ်လိုက်မှပဲပြီးသွားတယ်တမချန်းစာ66ချမ်းမှာ73ချမ်းခန့်ကိုသူကအများဆုံးရေးခဲ့တော့သူလည်းဖြစ်တယ်ကိုရင်သူဒုတိယဆောင်ခန်းကြီးဆက်နေမှာသူကိုယ်တိုင်အရှင်လက်လက်သူမသိခင်ကောင်းကင်ဘုံကိုသူချီဆောင်ခြင်းခံအောင်ပြောဆိုထားတယ်တတိယကောင်းကင်လို့ပြောတဲ့အတွက်လင်းရင်နေပြန်တန်းနိုင်တာပထမကောင်းကင်အကျယ်ဒီလာရရှိတာဒုတိယကောင်းကင်နဲ့တတိယကောင်းကင်တည်းသော ဖျားရှိရပုံဖြစ်တယ်။ဒါကြောင့်ဒီအရာတမိုင်းကိုကျွန်တော်ပြောနေခြင်းဖြစ်တယ်။ကျွန်တော်တို့ပန်းတိုင်းဖြစ်တဲ့ကောင်းငင်ဆိုစိတ်ကူးရင်ပုံမျိုးဟုတ်ဘူး။အမှန်တကယ်ရှိသောပုံဖြစ်တယ်။96နှစ်မှာတည်ဆုံးသွားတဲ့ဆရာကြီးဘီလီဂရန်လူဘဝနဲ့ပတ်သက်ပြီးဘာပြောချင်လဲဆိုဘဝဆိုတာအင်မတန်မှတူတောင်းနေ။တချို့ကဒီတဘဝပဲဆံမှုစူးစမ်းနေကြတယ်။နော်တဘဝနဲ့မပြီးပါဘူး။ထာဝရကာလအတွက်ကိုကဒီကာလမှာပြင်ရမှာဖြစ်တယ်။ ်ဘုရားရှင်ဘောလို့ဆိုရင်သခင်ယေရှုကလွဲရင်သူ့အတွက်ကြာနာတွေကိုသူကမစင်ခဲ့သူပဲမှတ်တယ်။ဒါကြောင့်ငါအသက်ရှင်သည့်နေရာမှာခရစ်တော်ဖြစ်သေလင်မှုကသာ၍အကျိုးရှိကျွေးကျော်ခဲ့သလိုဒီနေ့လောကအသက်ရှင်တဲ့အခါမှာလောကီရတဲ့လောကုတ္တရာကိုဦးစားပေးပါနိုင်ငံတော်နဲ့ဖြောင်းပခြင်းရှိဥစွာရှာပါလိုသောအရာဖျားထိုက်ပေးမယ်ဆိုတဲ့အတိုင်းအရောက်ဆံဖျားရှင်ကောင်းကြီးပေးပါစေ။